မင်္ဂလာပါရှင် ရှဲအေကိုမီဒီယာကကြိုဆိုပါရစေရှမ်းပြည်နယ်ဆိုရဖွဲ့ဤလမ်းညွှန်မှုဖြင့်နိုင်ငံဝန်ထမ်းအငြိမ်းစားများအားစံမှရေးဆောင်ရှောက်မှုနှင့် စားတောက်ဖွဲ့ရပစ္စည်းများပေးအပ်တဲ့တည်င်းကို တင်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်ဆိုရဖွဲ့ကြီးကျယ်လန်းညုံမှုဖြင့်နိုင်ငံဝန်ထမ်းအငြင်းစားပင်စင်စားများအားလစဉ်ကြမ်းမရေးဆောင်ရှောက်မှုပေးခြင်းကိုရီးအချက်လန်းနှင့်ဇီဝဆိုင်ရာအချက်လန်းများကောက်ယူပေးခြင်းနှင့်စားတောက်ဖွဲ့ရများပေးအပ်ခြင်းများကိုဇွန်လ25ရက်နေ့နနက်9နာရီခွဲအချိန်တွင်တောင်ကြီးမြို့ပြည်နယ်အားကစားလိကျင်းရုံ၌စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည် အဆိုပါနိုင်ငံဝန်ထမ်းအငြိမ်းစားပင်စင်စားများတက်သားချောင်းချီရေးအတွက်ဆောင်ရွက်ပေးနေမှုများအားရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင် ပြည်နယ်ဝန်ကြီးများပြည်နယ်ဥပဒေချုပ်ပြည်နယ်အစိုးရအဖွဲ့အတွင်ရင်မှုပြည်နယ်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများနဲ့တာဝန်ရှိသူများကတွားရောက်ကနိုင်ငံဝန်ထမ်းအငြိမ်းစားတဦးလျင်တလဆောင်းစီတပိတ်တာ6990ကျပ်ဖြင့်ရောင်းချပေးနေမှုကို၎င်း ခရိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက နိုင်ငံဝန်ထမ်းအငိမ့်စာပင်စင်စားများအောင်တောင်ရည်တန်းပေါင်မုံနှင့်အထွေရည်များဝင်ငှပေးနေမှုကို၎င်းလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနမှကိုယ်ရေးအချက်အလက်နှင့်ဇီဝဆိုင်ရာအချက်အလက်များကောက်ယူ၍ UID ထုတ်ပေးနေမှုကို၎င်း ပြည်내ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနမှဝန်ထမ်းများမှနိုင်ငံဝန်ထမ်းအငြိမ်းစာပင်စင်စားများအားကျန်းမာရေးဆောင်ရှောက်မှုများဆောင်ရွက်ပေးနေမှုနဲ့ COVID-19 ရောဂါကာကွယ်ဆေးထိုးပေးနေမှုများကို၎င်း ြည်နယ်မွေမြူရေးနဲ့ကုသရေးဦးစီးဌာနနဲ့စားတောင်းသူရေးရာဦးစီးဌာနမှနိုင်ငံဝန်ထမ်းအငြိမ်းစားပင်စင်စားများအားချက်ဦးနဲ့စီများပေးအပ်နေမှုအား၎င်းကြည့်ရှုပြီးနိုင်ငံဝန်ထမ်းအငြိမ်းစားပင်စင်စားများနဲ့တာဝန်ရှိသူများအားရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်းသိရှိရပါသည်။ ရှမ်းပြည်နယ်ဆိုရဖွဲ့၏လမ်းညွှန်မှုဖြင့်ယနေ့ဇွန်လ25ရက်နေ့တွင်နိုင်ငံဝန်ထမ်းအငိမ့်စားပင်စင်စားများအားစံမိုင်းဆောင်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိပြီးအငိမ့်စားပင်စင်စားတအူလျင်စောင်းစီ90ကျပ်တာကျပ်ဦးအလုံး20 တောက်ရည်တန်အချူရည်နဲ့ပေါမုံတို့အားအခမဲ့ပေးရခဲ့ပြီးနိုင်ငံဝန်ထမ်းအငိမ့်စာပင်စင်စာ2000ဦးတို့အတွက်ကျပ်ဥအလုံး4000နဲ့စောင်းစီ50ကျပ်သားဘူး2000တို့အားအခမဲ့ပေးရနိုင်ရေးစီစဉ်ဆောင်ရွက်ထားကြောင်းသိရှိရပါတယ်။ ထုံမတဆင်ပြည်내ဝင်ကြီးချုပ်နဲ့အဖွဲ့သည်မြမစီပွားရေးဘဏ်တွင်နိုင်ငံဝန်ထမ်းအငိမ့်စားများပင်စင်လာစာထုံယူနေမှုကိုကြည့်ရှုအားပေးစကားပြောကြောင်းသိရှိရပါသည်ထို့နောက်ပြည်내ဝင်ကြီးချုပ်ပြည်내ဆိုရအဖွဲ့အတွင်ရေးမှုနှင့်တာဝန်ရှိသူများသည့် ပြည်နယ်ဆယ်မြောင်းနေရေးအတုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသည့်တောင်ကြီးမြို့နယ်ရွှေညောင်မြို့ရှိနန်လန်တာယောချောင်းရေးစည်းရေးလာကောင်းမွန်ရေးဆောင်ရွက်နေမှုကိုတွားရောက်ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူတအိုးကတာယောချောင်းရေးစည်းရေးလာကောင်းမွန်ရေးအတွက်ချောင်းရီနှုတ်မြောင်းအဝင်ပိုင်းပင်900ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း လက်ရှိပေ150ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါကြောင်း ရှင်းလင်းတင်ပြရာဒီနယ်ဝင်ကြီးချုပ်ကတရားဖြူချောင်းတို့သွားသည့်ရေချောင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်စီပင်သားရရေးဌာနတို့ပူးပေါင်း၍ရေစည်းရေလာကောင်းမွန်ရေးဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းရေမြောင်အတွင်းဆက်ရံတရားများဝင်ရောက်ရန်ခက်ခဲသဖြင့်ဒေသခံပြည်သူများကလည်းဝိုင်းဝန်းပူပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း အမိုက်ဆွဖြစ်ခြင်းများကိုလည်းစီကံစနစ်တကျဆွန့်ပြစ်ရေးအသိပညာပေးခြင်းကြီးကျက်ခြင်းဖြင့်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့်အမိုက်ဆွန့်ပြစ်မိမည်နေရာကိုသက်ဆိုင်ရာဌာနနှင့်ပေါင်းစပ်ညှိနှိုင်းတက်မှတ်ပေးရန်လိုအပ်ပါကြောင်းအမိုင်များမိမရှုစေရင်နဲ့အမိုင်များသဘာဝအတိုင်းလောင်ကျွမ်းမှာကသက်ဆိုင်ရာတာဝန်ရှိသူများကမိများငြိမ်သက်ပေးရန်လိုအပ်ကြောင်း ညောင်ရွှေသွားသည်ကားလမ်းမကြီးပေးရှိဈေးဆိုင်တန်းများကိုလည်းစနစ်တကျတသက်ရဲ့ရဲ့ရောင်းချမှုရှိစေရင်းနဲ့အမိုက်များစနစ်တကျတင်စီရေးကြီးကျက်ဆောင်ရွက်ပေးကြရန်သက်ဆိုင်ရာတာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသိရှိရပါသည်။ ရင်နောက်ပြည်내ဝင်ကြီးချုပ်သည်တောင်ကြီးမြို့အဝေယာမီဘုံပြန်ကွယ်၌38ကျင်းမြောက်အပြည်ပြည်ဆိုင်ရာမူရစ်စေဝါအလွယ်တုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့်ဖမ်းဆီးရမည်သည့်မူရစ်စေဝါများမိရှုဖျက်ဆီးမည်အခမ်းအနားပြင်ဆင်နေမှုကိုတွားရောက်ကြည့်ရှုစစ်ဆေးရာသက်ဆိုင်ရာတာဝန်ရှိသူများကရှင်းလင်းတင်ပြကြပြီး ရှင်းလင်းတင်ပြမှုအပေါ်ပြည်내ဝင်ကြီးချုပ်ကလိုအပ်သည့်များပေါင်းစပ်ညီနိုင်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။